နိုင်ငံတော်တည်တဲ့တည်ငြိမ်မှုကိုတစတစတည်ဆောက်ရင်းစီးပွားရေးလူမှုရေးဖွံ့ဖြိုးတိုးတက်ရန်များစွာလုံလောက်ပရိယပြုလျက်အားထုတ်ခဲ့၏တဲ့ဒါနဝတအစိုးရနာဖအစိုးရတွေစူးစမ်းခဲ့တယ်ဗောနော်နိုင်ငံတော်၏အရင်းမြစ်များကိုအလားအသက်ဖြုံးတီးပစ်ပြီးနိုင်ငံဇောက်ထိုးမိုးမောင်ကြအောင်လှုပ်ဆောင်နေခြင်းမရှိဘူးတဲ့ဒါအရိကတွေကစာအုပ်တွေမှာရေးတာနဝတခေဘာမှမလုပ်ခဲ့ဘူးကောင်းကောင်းကမ်းပဲလုပ်ခဲ့တယ်ရာဇနီတိကျမ်းတွေအစိုးရတစ်ခုဒီအောက်ပါအတိုင်းကြင်ကြံသိကြောင်ဖော်ပြထားတယ်လေဒါစာရေးသူက နာဝတအစိုးရကိုသူကယာဇနီတိကျမ်းနဲ့ချိန်ထိုးပေးတာနော်တရားမင်းမြန်မာမင်းကဲ့သို့ကြင့်ခြင်းနဲ့ဖိနှိပ်တဲ့သူကိုဖိနှိပ်ခြင်းမြောက်စားတဲ့သူကိုမြောက်စားခြင်းနဲ့ဟာဟုတ်တယ်တမတော်အစိုးရကဖိနှိပ်တဲ့သူကိုဖိနှိပ်တယ်ပြောက်စားတဲ့ဒေါ်အောင်စန်းစုကြည်ကို2012ခုနှစ်မှာเนาะအာပြည်သူတွေအတွက်ကောင်းကျိုးရာရာလုံလုံလုံဆောင်ပေးလို့ပေးညာဆိုပြီး2012ခုနှစ်မှာပြည်သူအောင်စုလွတ်တော်မှာ ဥပဒေပြုတ်ခွင့်အာဏာအပြည့်ဝပေးခဲ့တယ်နော်အဲ့တော့ဖိနှိပ်သိမ်းတဲ့အချိန်မှာဖိနှိပ်ခဲ့တယ်မြောက်စားသိမ်းတဲ့အချိန်မှာမြောက်စားတယ်ဒါဆိုရင်တမတော်ဒီရာဇနီတိကျမ်းမှာပါတဲ့နံပါတ်၄အစုံနဲ့ကိုက်ညီတာပေါ့ကိုက်ညီတယ်ဒါဆိုရင်ကောင်းတယ်နေမင်းကဲဆိုကြင်ကျင်းတယ်အခွန်တော်များကိုตาရပြင်းချင်းစွာကောက်ခံခြင်းမှန်တာပေါ့တမတော်ကမြန်မာနိုင်ငံကိုအုပ်ချုပ်ခဲ့တာအခွန်တော်တွေကိုအများကြီးမကောက်ခဲ့ဘူးနော်ကောက်တင်တဲ့ဥစ္စာလေးပဲနည်းနည်းချင်းစီပဲကောက်တယ် မှန်တာပဲလေကဲ့သို့ကျင့်ခြင်းမူကြီးမဲ့ရသဘာပတိမစ၍စိရသာအထိတိုင်းသူပြည်သားတို့၏အတွင်းပြည်စိတ်နေသဘောထားကိုသိမြင်ခြင်းအာတိတာဗောသိလို့လဲတက်မတော်အမြဲတမ်းဥဆောင်နေရတာပြည်သူတွေစောက်သုံးမကြမှန်းသိတယ်ပြည်သူတွေကြက်မပြေမှန်းသိတယ်ပြည်သူတွေ political sense မရှိမှန်းသိတယ်ဒါတော့မလို့ပြည်သူတွေရဲ့အတွင်းပြည်စိတ်နေသဘောထားကိုသိလို့ တမတော်ကအမျိုးသားနိုင်ငံရေးဥဆောင်မှုအခမ်းအကဏ္ဍမှာအများရန်ပါနေရတာဒါလည်းယာစနီတိကျမ်းအတိုင်းဆိုဒါလည်းမှန်နေတာပဲမှန်လို့လဲသူကထည့်ရေးပေးတာလေဟုတ်တယ်နော်ယမမင်းကဲ့သို့ကြင့်ချင်းချစ်ခင်သူမချစ်ခင်သူဟူရဲ့ခွဲခြားခြင်းမရှိ၎င်းတို့ဤပြစ်မှုအတွက်ထိုက်တန်သောပြစ်ဒဏ်ပေးတယ်ဒါလည်းမှန်တာပဲဟမ်ဒီဘက်က27ရာစုနော်ဘာဖြစ်လဲဒီရေကင်းကြီးကိုဘာဖြစ်လဲ လမ်းနေမှာပိတ်တယ်လေတဲအိတ်တွေဖယ်ခိုင်းတယ်လေဟာကျွန်တော်ကတက်မလို့ထောက်ခိုင်းသူပါကျွန်တော်ကအဘသာပါအဘသာဆိုနှစ်အိတ်ထမ်းဆိုပြီးတော့လာတယ်အဲ့ဒါအတူတူပဲအကုန်လုံးကဒန်းလူညီတူပဲဒါလည်းမှန်တာပဲနော်အဘသာလည်းမရဘူးအနီလည်းမရဘူးအစိမ့်လည်းမရဘူးမဟုတ်မဟုတ်တာတော့ဖမ်းမှာပဲဟုတ်တယ်နော်ဒါအတူတူပဲယမမင်းကဲ့သို့ကျင့်နေဟာယာဇနီတိကျမ်းတိုင်းပဲသမုဒ္ဒရာကဲ့သို့ကျင့်ခြင်းနဲ့မိမိအကျိုးစီးပွားတဲ့အလိုမရှိခြင်း တယ်။တမတော်ကသူ့အကျိုးစီးပွားအတွက်မလုပ်ပြည်သူတွေအတွက်ပဲအသက်ပေးပြီးတော့စည်သေးပြီးတော့သွားတာ။သူ့အကျိုးစီးပွားအတွက်လုပ်မယ်ဆိုလို့ရှိရင်တမတော်သားတွေအောက်ခြေစစ်တရားစာအကုန်လုံးကစစ်လက်တိုက်မှာမဟုတ်ဘူး။အကုန်လုံးကအိန္ဒိယအိမ်ပြမထွက်ဘဲနဲ့သူတို့နဲ့မဆိုင်ဘူးစစ်သူတို့လောက်ကစစ်တိုက်ဖို့ဒီနိုင်ငံအရေးနဲ့မဆိုင်ဘူး။အာဏာထိန်းစရာလည်းမလိုဘူး။နိုင်ငံသားစစ်သားတွေတွားကြည့်လိုက်ကြော့ကြော့မော့မော့လေးနဲ့နာစာလေးတွေယူပြီးတော့ဆက်ဖီတွေဆွဲတစ်တော့တွေစောပြီးတော့ကောင်းကောင်းအိတ်ကောင်းကောင်းစားပြီးတော့ ခရတွတ်မှထွက်ပြီးတော့လက်ကျင်ငယ်လုတ်ကတာနိုင်ငံခြားဆက်သားတွေကမြန်မာဆက်သားတွေကအဲ့လိုမဟုတ်ဘူးနော်ကိုကျိုးမရှာဘူးအကုန်လုံးကဒုက္ခဆင်းရဲခံရတယ်လာမင်းကဲဆိုကျင့်ခြင်းတိုင်းသူပြည်သားပေါင်းကိုရှင်လန်းအေးမြစေခြင်းအာအခုဆိုလို့ရှိရင်တပုံတွေတွေထဲမှာရှိတဲ့ပြည်သူတွေကအများနဲ့လက်ကုပ်တွေကြီးပြီးကြိုးစိုးပြီးတော့နော်ပျော်ရွှင်နေကြပြီတပုံတွေရဲ့စိတ်ဓာတ်တွေကိုပိုသိသွားပြီတိုင်းသူပြည်သားတွေကိုပျော်ရွှင်အောင်ထားတယ် လာရှုံမျိုးကိုဝင်တဲ့ခါကျတော့လာရှုံမျိုးပါတခုချင်းမိုးတွေတောင်းကြခဲ့တဲ့ခါကျတော့ထမင်းအိုးတွေရစပြောက်တော့ဒီကစစ်တီကစစ်ကြောင်းကားကြီးဝင်သွားတာထမင်းအိုးတွေရောအိုးခွက်ပကန်းတွေအကုန်လုံးယူသွားတာဆန်အိတ်တွေတိတ်အိတ်အိတ်အိတ်နဲ့အာဒီလိုပြည်သူပြည်သားတွေပေါ့မှာအဲဒီလိုလေးတွေလည်းရှိတယ်ပြည်သူတွေကပြောတာပေါ့မိုးကဲ့သို့ကြင်ကြင်တိုင်းပြည်အလို့စီပင်ဝါပြောစေခြင်းဒါလည်းမှန်တာပဲ ဘာပပ်ပြီးမူစုကူတူတဲ့အဖွားကြီးဒေါ်အောင်ဆန်းစုကြည်ကဆန်ရှင်တွေပိတ်တယ်နော်စီးပွားရေးတွေပိတ်ဆို့ခဲ့တယ်တက်မတော်ကအထီးဒီသူ့အသူတရားအောင်တယ်မြန်မာနိုင်ငံသားတွေမငတ်အောင်မြန်မာနိုင်ငံသားရွာပြုတ်အောင်တတ်နိုင်သမျှစ조사ခဲ့ရတယ်ဒါလည်းမှန်တာပဲမြေကြီးကဲ့သို့ကျင့်ခြင်းလူအပေါင်းတို့မိကိုအားကိုးရဖြစ်ခြင်းဟာမှန်လိုက်လေခြင်းနော်အခုအကုန်လုံးကပြည်သူအကုန်လုံးကတက်မတော်မှာတက်မတော်ဖြစ်သွားပြီ နော်တမတော်မရှိမပြည့်ဘူးမြန်မာနိုင်ငံမှာတမတော်ရှိဖို့ပဲအရေးကြီးတယ်ဒီမိုကရေစီကအရေးမကြီးဘူးတမတော်ရှိဖို့ပဲအရေးကြီးတယ်ဆိုပြီးတော့အကုန်လုံးကဝိုင်းဝန်းအော်နေတာပြည်သူတွေရဲ့မိကိုအားထုတ်အားကိုးရာတမတော်ပဲဖြစ်တယ်တဲ့ဟာယာဇနီတိကျမ်းရဆိုဒါလည်းမှန်တာပဲဟောဒါဆိုရင်ယာဇနီတိကျမ်းရအစူရတစ်ခုဒီအောက်ပါတိုင်းကြင်ကြံတဲ့ကြောင့်ပေါ်ပြထားတယ်တမတော်ရဲ့ကြင်ကြံမှုပေါ့ဒါကအချက်၈ချက်ဒါလည်းမှန်တာပဲ အဲ့ဒီလိုတက်မတော်တက်မတော်ဆိုတာအဲ့လိုတက်မတော်